နောက်ဒီဘက်ဆာမျက်နှာ84ပေါ့နော်တရားမနာကောင်းတဲ့ဟာယင်ပေါ်မှာနောက်တစ်ခါအိယာပေါ်မှာနေပြီးတရားမနာကောင်းတဲ့ဥစ္စာတရားဟောပုဂ္ဂိုလ်ကယင်ထက်နှိမ့်သောနေရာမှာနေ၍တရားဟောသည်ကိုတရားနာယူသူကကျမ်းမာလျက်ယင်ပေါ်မှာနေထိုင်ကတရားမနာယူကောယင်ပေါ်မှာစဉ်သက်ပြီးမှသာတရားတော်ကိုနာယူကောင်း၏ဆိုတာဟောသူကအောက်ကပေါ့နော်နာသူကကားပေါ်ကအဲ့လိုဖြစ်နေလို့ဆိုတော့မြင့်နေတယ်ပေါ့သူကအဲ့လိုမရအောင်လေနော်အဲ့တော့တရားဟောသူနဲ့တရားနာသူမှာဟောသူကအဘောကပဲဖြစ်ရမယ် တရားနာသူကအောက်ကဖြစ်ရမှာကျွန်တော်ဖြစ်ရမှာအဲ့တော့တရားနာသူကအပေါ်ကယင်ကားပေါ်ကဖြစ်နေတယ်ဟောသူကအောက်ကနေဟောမယ်မရဘူးပေါ့နော်တခါတလေတခါတခါမှညကားပေါ်ကဘုန်းကြီးကအောက်ကနေပြီးတော့မတည့်ရပြီးဟောတယ်မရဘူးပေါ့နော်အဲ့မရဘူးအဲ့တော့အကေဘုန်းကြီးကလည်းကားပေါ်ကလူလည်းကားပေါ်ကဆိုတော့ဟောလို့ရတယ်သူလည်းကားပေါ်ကိုလည်းကားပေါ်လဲပဲတူတယ်လဲပဲတွင်ဟောလို့ရတယ်အဲ့လိုမျိုးပေါ့ အဲ့တော့ရင်မော်ကဆင်းသက်ပြီးမှသာတရားတော်နာယူကောင်းရင်အမှန်တကယ်ယောဂါဖြစ်နေထိုင်မရထားမရလမ်းလျှောက်ရင်မရခဲ့လေရင်မော်မှသာနေရနေရသူဖြစ်လေရင်မော်မှပဲတရားနာယူကောင်း၏နော်အခါကလေးကိုမသွားနိုင်မလားနဲ့လူကြီးကကားပေါ်မှာပဲထိုင်ရင်ထားလို့အဆင်မပြေဘူးအဲ့တန်တော့ရတယ်ဂီလာနာလို့ခေါ်တယ်နော်သူ့မဟုတ်တရားဟောပုဂ္ဂိုလ်ကလည်းတရားနာယူသူနဲ့ယင်တစ်ခုတည်းနိုင်ပင်နေ၍တရားဟောကြရာမျိုး၌ရင်မော်မှပင်တရားကိုနာယူကောင်း၏နော် level တူသွားတယ်သူလည်းကားပေါ်ကကိုလည်းကားပေါ်ကသူလည်းလေပေါ်မှာကိုလည်းလေပေါ်မှာရတယ် ယခုကာလလှဲလန်ရှားယထာကားမျိုးမျိုးအဝတ်ထမ်းစင်များနှင့်တကွလူနှစ်ယောက် လက်ရှင်းချက်၍မရှိယူအပ်သောလက်ရှက်မှုများကိုပါယင်ဥခေါ်ပါသည်လူတွေပါထမ်းထားလို့ဆိုလာလာယင်ပဲနေနေကဝိရှက်တွေပါလက်ယင်နဲ့ထက်ကုန်ထက်နော်ကုန်ထက်ပဲကျဲမာလည်းထိုယင်ပေါ်၌နေကတရားမနာကောင်းတရားဟောပုဂ္ဂိုလ်ကယင်တစည်းပေါ်မှဟော၍တရားနာသူကလည်းအခြားယင်တစည်းပေါ်မှနာယူရ၌တရားနာသူယင်သည်တရားဟောပုဂ္ဂိုလ်ယင်ဤနောက်မှနေလျင်၎င်းတရားနာသူယင်ကမြည့်နေသည်၎င်းတရားမဟောကောင်းချေ တာနစီရေမောင်းတိုင်းရင်တော့ရတယ်အဲ့မှာလဲကိုကားမြင်ရင်ရသေးတယ်ဟောတဲ့ပုဂ္ဂိုလ်ကကားနေနေဆိုလဲအဆင်မပြေသေးဘူးနော်ကားကြီးတူဝင်မဲ့လဲဟိုအနာသူရဲ့ကားကမြင်ဟောတဲ့ကနေရင်တရားမဟောကောင်းနောက်တကရှိစင်နောက်စင်ကိုကားကရှိကအာ sorry ဟောဟောတဲ့ဘုန်းကြီးရကားနောက်ကနားတဲ့ဘုန်းကြီးကနားတဲ့လူကရှိကဆိုလဲမရဘူးဘာလို့နောက်ကမဟောကောင်းတရားနောက်မှလာလိုက်မယ်တော့တရားဟောတဲ့ခါမှာနောက်ကနေရှိကိုမဟောကောင်းအဲ့တော့ကားတစီထဲမှာအဲ့ဒါသီထားမှာကားတစီထဲမှာဟိုလူတွေကရှိကထိုင်တယ်ဘုန်းကြီးကနောက်ကထိုင်ပြီးတရားဟောတယ်မအပ်ဘူးအဲ့ဒါ တော့တရားဟောသူဒီရှေ့ကထိုင်ရမှာနော်အကြောင်းတစ်ခါတလေတားပေါ်မှာတရားစကားတွေပြောစရာရှိတယ်ဆိုရင်ဘုန်းကြီးကရှေ့ကနေရမယ်အဲ့တော့နောက်ကနေပြီးလူတွေကိုရှေ့ကိုတရားဟောတာမဖြစ်စေရဘူးဒါလည်းတတိထားစီရနော်တော့တရားဟောတဲ့အခါမှာကားတစီထဲမှာတောင်မှရှေ့နဲ့နောက်မှတတိထားရမယ်နောက်ကနေရရှေ့ကရှေ့ကသူကမဟောကောင်းဒါမလေးမစားရောက်တယ်ပေါ့တရားကိုနော်အကြောင်းဦးဇင်းတို့ဝီနီမှာတောင်မှတရားနာတယ်ဟိုတရားဒီစာဝါတွေချတဲ့အခါမှာလေတခါတလေဦးဇင်းတို့စာချတဲ့အခါမှာကိုယ့်ထက်ဝါငယ်တဲ့ဦးဇင်းတွေပါတယ်ဟိုဝါကြီးတဲ့ပုဂ္ဂိုလ်တွေပါတယ်လေ စာချတဲ့ဘုန်းကြီးကဝါငဲနေတယ်။စာလိုက်တဲ့ပုဂ္ဂိုလ်ကဝါကြီးနေတယ်။အဲ့ဒါဆိုရင်ဘလို့ထိုင်ကြမလဲပေါ့နော်။မြတ်စွာဘုရားလက်ထက်တုန်းကအဲ့လိုကြုံမှုတယ်လေ။အဲအရှင်ဥပါလိစီမှာမြတ်စွာဘုရားကဝိနည်းတွေသွားတင်ကြဖို့တိုက်တွန်းတယ်။ဝိနည်းဆိုတာသာသနာမှာအရေးကြီးတယ်ပေါ့နော်။ဒါကြောင့်ဝိနည်းသွားတင်ကြပါဆိုမြတ်စွာဘုရားတိုက်တွန်းတယ်။တိုက်တွန်းတော့အကုန်လုံးဝါကြီးတဲ့ပုဂ္ဂိုလ်တွေရောဝါငဲတဲ့ပုဂ္ဂိုလ်တွေရောအရှင်ဥပါလိစီမှာဝိနည်းသွားတင်ကြ။ဟုတ်တယ်နော်ရှင်ဥပါလိကဝါငယ်တော့သူစားတင်ရတာတော့ခက်နေတယ်။ဟောအဘွားထိုင်ရမလားအောက်ကထိုင်ရမလားအဲ့လိုဖြစ်နေတော့ အဘွားထိုင်ပြန်ရင်လည်းမထေကြီးတွေကိုမလေးမစားဖြစ်မယ်ဟိုအောက်ကနေသင်ပြန်ရင်လည်းတရားတော်ကိုမလေးမစားဖြစ်မယ်တရားကိုမလေးမစားဖြစ်မယ်အဲ့တော့ဘယ်လိုထိုင်ရမလဲဖျက်ရသွားမယ်မြတ်စွာဘုရားကနှမျိုးပြောတယ်စာဝါလိုက်တဲ့မထေကြီးများကလည်းပဲတဲ့ဟိုဓမ္မကိုခါရဝါထားတဲ့နေရာဖြစ်အောက်ကထိုင်ပေးပါမြတ်စွာဘုရားနော်ပုဂ္ဂိုလ်ကိုမဟုတ်ဘူးစာချပေးတဲ့ဆရာတော်ကိုလေးစားတာမဟုတ်ဘူးသူပို့ချတဲ့ဓမ္မကိုလေးစားတော့အားဖြင့်အောက်ကနေထိုင်ပေးပါစာချတဲ့ပုဂ္ဂိုလ်ကလည်းဝါငယ်လို့ဆိုပေမဲ့လည်းဓမ္မကိုလေးစားတော့အားဖြင့်အဘွားထိုင်ပေးပါ ်ဆိုဖရားကနော်အဲ့တော့အဲ့တော့ဓမ္မကိုလေးစားသောအားဖြင့်ဝါငယ်တော်လဲအပေါ်ကနေထိုင်အဲလိုက်တဲ့ပုဂ္ဂိုလ်တွေကလည်းဓမ္မကိုလေးစားသောအားဖြင့်အောက်ကနေထိုင်ပြပါဒါမှမဟုတ်လည်းဓာန်တို့ထိုင်ပါနှစ်ခုပေးတယ်နော်အဲ့တော့တရားဟောတဲ့ပုဂ္ဂိုလ်ဒီအပေါ်ထိုင်လဲထိုင်မဟုတ်ဓာန်တို့ထိုင် အောက်ကတော့မထိုင်စရာဘူးဝါမင်းမဆိုင်တော့တခြားနေရာမှာဆိုရင်တော့ဝါနဲ့ဆိုင်တယ်ဝါငယ်လို့ရှိရင်အောက်ကပဲထိုင်ဘောမထိုင်ရအောင်နော်ဒါပေမဲ့ဒီနေရာမှာကျတော့သူကတရားတော်ကိုလေးစားသောအားဖြင့်ဟောသူကအပေါ်ထိုင်နာသူကအောက်ကထိုင်အဲအကြောင်းခုနက ရှင်းတဲ့နောက်မှာဆိုရင်လည်းဟောသူကရှိကနေနာသူကနောက်ကနေနော်အဲ့လိုသတိထားမှာပေါ့လားထို့ပြင်းတဲ့တရားဟောပုံကောကနော်ထိုင်လျက်ဖြစ်စေရက်လျက်ဖြစ်စေတရားနာဟောနေသည်ကိုတရားနာသူကကျမ်းမာရင်နေပြည့်စုံလေအဲ့လျက်မနာကောဒါနေမကောင်းတော့ရတယ်နော်လူမမာကနေမကောင်းတော့အဲ့ရမှာလဲနေတော့တရားတော်ဟောတာရတယ်ကျမ်းမာရင်ကောင်းပါလေဒါအပြင်းထုပြီးတော့အဲ့ရကမထအောင်ဘုန်းကြီးကတရားတော်ဟောမရဘူးနော်အဲ့လိုအဲ့ဒီတရားကြောင့်တရားနာလို့ချင်းအဲ့ပြီမနာနဲ့ တချို့အဲ့ဒီတရားနာတယ်ရှင်လက်ချက်တက်ပြီးတော့သူအေးစေးစေးပဲနာတယ်နော်အဲ့ဒီတော့အဲ့တော့ရိုးသေးသေးနာပေါ့နော်တရားနာအဲ့တော့တရားဟောတဲ့ကက်ဆက်တို့ဘာလို့ဆိုရင်လဲခုံပေါ်မှာအမြင့်မှာထားပြီးတော့ဖွင့်သိနေတယ်ပေါ့နော်တရားကိုလေးစားသောအားဖြင့်ပေါ့ဟုတ်လားသူကနော်ရိုးသေးသေးလေးတကယ်ဆရာတော်တပါးကတရားဟောနေတယ်လို့မျိုးနိုင်ပိုကောင်းတယ်ပေါ့နော်ပိုကောင်းပါတယ်တရားနာတဲ့အခါမှာအဲ့ကက်ဆက်တို့ဘာလို့ကိုအပေါ်မှာထားပြီးတော့နာတာကောင်းတယ်ရိုးသေးသေးနာကိုမနာကျင်တော့ဆိုရင်လဲပိတ်ပြီးတော့အဲ့လိုက်ရုံမရှိတာပေါ့နော်အဲ့ခုကဒီခုကတော့လိုလိုက်ကူကူပဲလေနော်။နှစ်ချက်ကလေးတက်ပြီးတော့နားလိုက်ကြတာပေါ့နော်။ ်ဘယ်တရားနိုင်တယ်ပဲအယောသွားတာပေါ့နော်အဲဒါအယောသွားပွင့်ထားအယောမသိရင်ပဲကိုအဲ့ဟွာတိတ်ပြီလားဆိုဖြစ်နေနော်အဲ့ဆေးဖြစ်နေတရားတော်ကတရားတော်အဲ့ဆေးဖြစ်နေတာနော်အဲကြောင့်အတိုင်းဆုံးကာရဝတရားထားပြီးတော့နာသိမှာတရားတော်နော်ဆရာတော်တပါးလာပြီးဟောနေသလိုမျိုးကက်ဆက်ဖွင့်ရင်လည်းရိုးရိုးသေးသေးနာကြပေါ့နော်အဲ့တော့ခုနကကျမကြီးကောင်းရင်တန်းတဲ့အဲ့ရထဲကမနာရဘူးတဲ့နော်အဲကျမကြီးမကောင်းဘူးဆိုရင်တော့အဲ့ရထဲမှာနာလို့ရပါတယ်နော် တရားဟောပုဂ္ဂိုလ်နဲ့တရားနာသူနှစ်ယောက်လုံးသည်အိလျက်ဟောပြောနိုင်ုံ၌လည်းတရားနာသူကနေရအယနာအိလျက်တာလည်းတရားနာอยู่အဲ့အဲ့တော့သူလည်းကနေပေါ်မှာအိနေတယ်ကိုလည်းကနေပေါ်မှာအိပြီးတော့ဟိုဟာတရားဟောမယ်ဆိုရင်အိပြီးဟောလို့ရတယ်သူကဣရိယာပုတ်ထဲမှာသူကအိတဲ့ပုတ်ကစိန်ကြတယ်လေသူကအဲ့တော့အိတဲ့ပုတ်ကသူကမြင့်မြတ်တယ်လို့ယူဆတယ်အဲ့တော့ဣရိယာပုတ်၃ခုပေါ့နော်သွားဟောလေးခုပေါ့သွားရက်ထိုင်လျောက်မှာလှဲရှင်းဣရိယာပုတ်ကပို့ပြီးတော့တာတယ်ပေါ့လေအဲ့တော့ကိုကကိုကရက်ပြီးဟောတယ်ဆိုရင်ဒါနည်းနည်း นี่ยเอาได้บ่เลยว่าไอ้ตัวพี่ผิดว่ะอาจารย์กูเลยไอ้หอตัวเองกูเลยไอ้หออาจารย์ดูว่ะอาจารย์ยาเลยไอ้ห่อเออไอ้ห่อได้คํามาแล้ตุกรนเนี่ยกูกระเนี่ยว่าตัวเลเวล2เนี่ยดูตัวกูอ่ะไม่อะมั้ยเออห่อไดตัวเนี่ยกระเนี่ยไม่เนี่ยมั้ยห่อได้ตัวกระเนยไม่เหมือนเนีอ่ะเกระเนเลเวลแลยจี้อ่ะกูมั้งอาจารตัวเนาะเนาะโหเลี้ยงชิ้นถ่ายชิ้นยัดชิ้นตั้วชิ้นอยู่ตัวอิริยาบถ4บถด้วย ရက်ချင်းထိုင်ချင်းနှမျိုးတို့ဖြင့်နာယူချင်းတည်တာတရားဟောပုဂ္ဂိုလ်နဲ့တရားတော်တို့ကို၄၀ရောက်တည်နော်မြန်မာနိုင်ငံမှာထူးဆန်းတာကမတည့်ရတာကိုယိုသေးဘူးလို့တချို့ကသတ်မှတ်တယ်နော်ဒီမှာအဲ့လိုမဟုတ်ဘူးသူကစာပေထဲမှာကအဲ့လိုမဟုတ်ဘူးသူကဒါထိုင်ချင်းဣရိယာပုတ်နဲ့ဒီရက်ချင်းဣရိယာပုတ်ကသူကဒါသူ့ respect ပေးတာပဲနော်လေးစားပေးတာလေးစားတာဒါကအဲကြောင့်ဦးသူတို့ဆယ်တော်ကြီးတွေလိုက်မတည့်ရပေးတယ်လေဒါလေးစားတာပဲဒါနော်အဲကြောင့်ဒါမတည့်ရနာယူတယ်ဆိုတာလေးစားတာပဲဒါအဲလိုကြအဲကြောင့်သူတို့ဒီရက်ပြီးတော့နာတာထိုင်ပြီးတော့နာတာဟာသင့်ပါတယ် တချို့ကအာမရက်နဲ့ထိုင်းလို့ရှော့ပြောကြတယ်မဟုတ်ဘူးသူကရက်တာဟာ respect ပေးတာပဲတကယ်တော့လူကြီးတွေလာလို့ကျနေရာထပေးတာပါဆိုနဲ့လေးစားရတာပဲနော်အဲကြောင့်အဲကြောင့်တရားဟောပုဂ္ဂိုလ်နဲ့တရားတော်တို့ကိုလေးစားရရောက်ပါသည်နဲ့ထိုင်းရှင်းဣရိယာပုနဲ့ရှင်းဣရိယာပုကြောင့်လျှောင်းခြင်းသွားခြင်းဣရိယာပုတို့ဖြင့်တရားနာယူမှုသည်ယုံတင်လေးစားမှုနဲ့ပါရောက်၍ထိုလျှောင်းခြင်းသွားခြင်းတို့ဖြင့်မနာယူမိအောင်တတိထားခြင်းသည်တဲ့နော်အဲကြောင့်အိပ်ပိနာတာတို့လမ်းလျှောက်ပိနာတာတို့ကမသိမ့်တော်လောက်အောင်ပေါ့နော် တော့ဟောတဲ့သူကတော့သူကအိပ်ပြီးဟောလို့ရပါမဖြစ်ဘူးနော်ဟောတဲ့သူကအိပ်နေမယ်နားတဲ့သူကထိုင်နေမယ်ဒါရတယ်ပြဿနာမရှိဘူးနော်အဲ့တော့အဓိကကဘာလဲဆိုတော့ခုနကဟိုအိပ်နေတဲ့သူကိုမဟောမိဘူးနော်အဲ့လိုမျိုးအဲ့ဒါသတိထားဖို့ပဲအဲ့တော့ဟိုနားတဲ့ဟိုဒီနားတဲ့သူနဲ့ဟောတဲ့သူမှာထိုင်ချင်းရက်ချင်းဆိုတာလည်းရှိသေးတာပေါ့နော်အဲ့တော့နားတဲ့သူကမတက်ရက်နေမယ်နော်ဟောတဲ့သူကထိုင်နေမယ်ဒါရတယ်ဘာမှဖြစ်ဘူးဘာလို့မသိဘူး တော့ထိုင်ပြီးတော့မနေ့ကတည်းကသူကိုဟောလို့ရတယ်ဟုတ်လားအဲ့တော့ရက်ပြီးတော့ထိုင်တဲ့သူကိုမဟောကောင်းဘူးသူအဲ့ဒါသတိထားမယ်နော်အဲ့ဒါသတိထားမယ်သူတို့စာရှားတဲ့အခါတရားဟောတဲ့အခါမတည့်ရမဟောရအောင်အဲ့ဒါသတိထားရမယ်နောက်ပြန်တစ်ခုတော့ရှိတယ်ပေါ့ဟိုဟောတဲ့ဆရာတော်ကအကျမ်းပါရေးမကောင်းလို့ထိုင်လို့အဆင်မပြေလို့မတည့်ရဟောတာရတယ်ဟောတဲ့ဆရာတော်အဲ့ဒါသူတို့စာချဘုန်းကြီးတွေဆိုတဲ့သတိထားရတယ်မတည့်ရပြီးစာမချမရအောင်သတိထားရတယ်နော်မြန်မာနိုင်ငံမှာဆိုတော့ဒါတော့ဂရုစိုက်မှာမဟုတ်ဘူးဘာလို့မတည့်ရတာဒါဘာမှမဖြစ်ဘူးလို့ရှင်းပါလေအဲ့တော့အမေဟောတဲ့ပုဂ္ဂိုလ်ကမတည့်မရရအောင် ောတဲ့ဘက်ကထိုင်ရမှာနားတဲ့ဘက်ကကျနေလို့ရတယ် तू อ่ะမတည့်ရနားလို့ရတယ်เนาะအဲ့တော့ဟော तू อ่ะထိုင်မယ်နားတဲ့ तू မတည့်ရမယ်ဒါရတယ်အဲ့တော့ဟော तू อ่ะမတည့်ရနေမရအောင်အဲ့လိုရှိတယ်เนาะအဲ့တော့တခါတော့ကျွန်တော်အစည်းအဝေးတစ်ခုမှာလေချွေချင်းခိုင်းအစည်းအဝေးမှာမြောင်မြတ်ဆရာတော်ကြီးကတရားဟောဖို့တောင်းကြတယ်နည်းမြောင်မြတ်ဆရာတော်ကြီးကိုဆရာတော်ကြီးတွေကကဲဥသိန်းတရားဟောစမ်းပါအောင်တောင်းပေးတယ်ပေါ့ဩဝါဒပေးခိုင်းတယ်လားတရားဟောတယ်လားမသိတောင်းကြတယ်ကြတော့ ဆရာတော်ကြီးကခါရဝထားတဲ့အနေနဲ့အပြင်လဲပါတယ်နောက်တစ်ခါခုနကဆရာတော်ကြီးလည်းရှိနေသူကမတ်တရက်လိုက်တယ်မတ်တရက်ပြီးတော့တရားဟောရမှာဆိုတော့ဝင်းနေတော့ကြမအပ်ဆက်ဘူးနော်အဲ့တော့တခြားတန်ခါတွေကထိုင်နေတယ်လေဆရာတော်မတ်တရက်နေတယ်အဲ့တော့မတ်တရက်ပြီးတော့တရားမဟောကောင်းဘူးစာမချကောင်းဘူးဒီတော့ဆရာတော်ဘာလုပ်ရလဲဆိုတော့တပားကိုမတ်တရက်ခိုင်းတပဲတပားကိုကဲဦးစင်းမတ်တရက်ဆိုဦးစင်းတပားမတ်တရက်ခိုင်းလိုက်တယ်အဲ့တော့အဲ့ဒီဦးစင်းကိုပြောတဲ့ပုံစံမျိုးနဲ့တရားဟောတာလေပဲတူသွားတယ်သူလည်းမတ်တရက်ကိုလည်းမတ်တရက်ထိုင်တဲ့ပုဂ္ဂိုလ်ကိုမကြည့်ရဘူးမတ်တရက်တဲ့ပုဂ္ဂိုလ်ကိုကြည့်ရတယ် ဒါပေမဲ့အကုန်လုံးကြားတယ်အကုန်လုံးနားတယ်အဲ့ဒီဘောဝီနီယအဲ့လိုလေးတရှိတယ်အဲ့တော့ထိုင်ပြီးတော့ဟောရင်ဘယ်သူ့ကိုမဆိုဟောလို့ရတယ်ဟောအဲ့ဒီကသူတော့ဟောလို့မရဘူးပေါ့အဲ့တော့မတည့်ရပြီဆိုရင်တော့ကျွန်တော်ထိုင်တဲ့ဘက်ကိုဟောလို့မရအောင်အဲ့မတည့်ရသူရှင်းရှင်းဟောလို့ရတယ်အဲ့ကြောင့်ကိုကမတည့်ရပြီတရားဟောရတော့မယ်မတည့်ရပြီဆာချရတော့မယ်ဆိုရင်တဘာဘာကိုမတည့်ရခိုင်းလိုက်တရားရောကိုမတည့်ရခိုင်းလိုက်အဲ့ဒါသူ့ကိုပြောတဲ့အနေနဲ့ပြောလို့ရတယ်ဟောလို့ရတယ်အဲ့ဒါသတိထားရတယ်နော်တရားဟောတဲ့ကမတည့်ရတရားဟောတာဆာချတဲ့ကမတည့်ရဆာချတာသတိထားเสียပါပေါ့နော် ်နောက်တစ်ခုဥထုတ်ခေါင်းပေါင်းစသည်တို့ဖြင့်တရားမနာကောင်းဘုံတဲ့တရားနာရသောအခါမိမိတို့၏ဥကောင်း၌ဆန်စမပေါ်အောင်ဥထုတ်ဆောင်ခြင်းခေါင်းပေါင်းခြင်းမကိုက်ဆောင်တာခြင်းအဝတ်ပစိုးတို့ဖြင့်ရစ်ပက်ခြုံထားခြင်းတို့ဖြင့်တရားကိုမနာယူကောင်းချစ်တော်တောင်းတော်သူတောင်းသားတွေကခေါင်းပေါင်းနေပါလေနော်ပစိုးနဲ့ပေါင်းထားတဲ့အခါမှာစပေထဲမှာတော့တိတိကျကျပြောရင်တော့သဘင်မပေါ်အောင်ဖုံးထားတာသူကခေါင်းပေါင်းနေပါလေအဲ့တော့သဘင်ပေါ်ရင်တော့ရတယ်လို့သူဆိုတယ်သူကတော့ ုထုဆောင်းထားပြီမယ်ခေါင်းပေါင်းထားပြီမယ်စံစာကလေးထွက်နေတယ်ဆိုရင်ရတယ်အဲအဲ့တော့စံစာမပေါ်အောင်လုံးလုံးချုံချုံပေါင်းထားတာပေါ့တချို့ကတို့ပိုးတိုင်းသားတွေပါဆိုတော့အလုံးပေါင်းအလုံးပေါင်းတာနော်ပိုးတိုင်းသားတွေဆိုရင်စံစာလုံးဝမပေါ်အဲ့လိုမျိုးဆိုရင်တို့တရားဟောလို့မရအောင်ဖြိခိုင်းမှရမယ်အဲ့တော့ခေါင်းပေါင်းပေါင်းနိုင်တို့တရားဟောလို့မရအောင်နော်အဲ့ဒါသတိထားစရာလေးပေါ့ဒါလည်းအဲ့တရားနာတဲ့ဒကာဒကာမတွေအနေနဲ့ဘုန်းကြီးတွေစီရောက်ပြီဆိုရင်အုထုကိုချက်လိုက်ပါခေါင်းပေါင်းတွေကိုဖြိပါဖြိလိုက်ပါနော်အဲ့ဒါရှိတယ်ဟိုမင်္ဂလာဆောင်သရိုးသားတွေသတိထားမယ်ကိစ္စပဲနော် ဘုရားတွေခေါင်းပြပါပေါက်ထားတဲ့ခါကျရင်တရားခေါ်တဲ့ခါလေနော်ခေါင်းပေါင်းရှုပ်ပေးပါဘောနော်အေးခေါင်းပေါင်းရှုပ်ပေးပါဘောနော်အင်းလားအဲ့တော့ခေါင်းမမောင်းနိုင်တရားခေါ်လို့မရဘူးနော်ဥဒ္ဓဆောင်နိုင်တရားခေါ်လို့မရဘူးတရားနာတော့ခါဥဒ္ဓဆောင်တို့ကိုဆောင်းထားလျင်ဆန်ဆောက်ကိုပေါ်ထားမှသာတရားနာယူခေါင်းကြီးတော့ဝင်းဒီမှာတိတိကျကျရမယ် तू ဟာသဘင်မပေါ်အောင်ဥဒ္ဓဆောင်နာတာကိုချိုးလို့တာတဲ့အဲ့ကြောင့်ဥဒ္ဓဆောင်နာပြီမဲ့လဲသဘင်ပေါ်နေတယ်ဆိုရင်ရပါတယ်ဆိုပြီးတော့ဒီလိုလာတယ်အဲ့ကြောင့်တချို့ကမဖြစ်မနေဥဒ္ဓဆောင်အောင်မယ်ဆိုသဘင်ကလေးတော့နည်းနည်းပေါ်ထားပြီပေါ်တော့အဲ့လိုမျိုး မကျမ်းမာခြင်းကြောင့်ကဆန်စမဖို့ပဲဥကောင်းတလုံးကိုရစ်ပက်ဆောင်းအုပ်ထားပြီးတရားကိုနားယူနိုင်ပါ၏လုံးဝနေမကောင်းနေအထိမခံနိုင်ဘူးပေါ့နော်ခေါင်းကနေထိလို့မရဘူးဆိုရင်တော့ဒါဆောင်းထားလို့ရပါတယ်ထို့ပြင်တရားနားယူတော့ခါမှာကျမ်းမာလျက်ခြေနှင်းစီထားတဲ့ဖြစ်စေဖနက်စီထားတဲ့ဖြစ်စေတရားကိုမနာယူကောင်းဖနက်စီပြီးတရားမနာရဘူးပေါ့နော်ဒါမယုံမသေးရောက်တယ်ပေါ့ဤ၌ခြေနှင်းဦးသည်တဲချိုးမပါတော့ခုံဤအဖျား၌ကြေးဘူးတက်၍ထိုကြေးဘူးကိုခြေမခြေညိုးတို့ဖြင့်ညက်ရည်စီရသောပါဠိလိုပါဒုကလို့ခေါ်တယ် ဖဏံမျိုးဖြစ်သည်ဒါမြန်မာနိုင်ငံမှာတော့မစည်းတော့အိန္ဒိယမှာတော့ရင်းနှီးချိန်နေစည်းသေးတာပဲသူကကျိုးမပါဘူးလေထိပ်ပြားလေးမှာဘူတိလေးတစ်ခုပဲပါအဲဘူတိလေးကိုရှင်မကလေးနဲ့ညက်ပြီးစည်းရတာအကျင့်မပါတဲ့လူဆိုတော့တိတ်မမြဲတော့ဘူးအကျင့်ပါတဲ့ဘက်ကကျွန်တော်မြဲတယ်သူကခုံမနဲ့လိုပဲလေခုံမနဲ့လိုမြန်မာနိုင်ငံခုံမနဲ့ကျတော့ဝင်းထိုးရတာသူတို့ခုံမနဲ့ရလို့မဟုတ်ဘူးသူကညက်ရတာကျိုးမပါအဲ့တော့ကျိုးမပါတဲ့အဲ့ဒီညက်ရတဲ့စီးဖက်နဲ့ကိုသူကဟိုရှင်နှင်းလို့ခေါ်တယ်မြန်မာတွေကဟိုဦးဇင်းတို့ငငယ်တုန်းကအဲ့ဒီမန္တလေးနန်းတော်ကိုရောက်တယ်မန္တလေးတုန်းမှာရှင်နှင်းဆိုတော့ကျတော့သူကရှင်းကနေကဘုဖက်နဲ့လိုဟာပြောနော်ရှင်နှင်းကျတော့ဒီ မင်းသားမင်းကြီးမင်းကြီးမင်းသားတွေစီးတဲ့ဖက်နယ်ကိုရှင်နင်းဆိုရေးတာတကယ်တော့စာပေထဲမှာရှင်နင်းဆိုတာအဲ့လိုမဟုတ်ဘူးအိန္ဒိယနိုင်ငံမှာစီးတဲ့ရှင်နင်းကကျိုးမပါအောင်ဘူသီးလေးကိုပဲရှင်တော်နဲ့ညှက်ရတာအဲ့ဒီရှင်နင်းခေါ်တယ်ဥပမာရဟန်းတော်တွေမှာအဲ့ဒီရှင်နင်းကသူကတခြားနေရာမှာမစီးရအောင်ကုဒီကုဒီထဲမှာပဲစီးလို့ရတယ်တခြားနေရာမှာအဲ့ဒီဖက်နယ်တွေစီးခွင့်မပေးဘူးရှင်နင်းမစီးရအောင်အတန်ပြူလို့နဲ့တူတယ်ကြည့်ရတာ အတန်မဲဆိုပြရကအဲ့ဒါစီးခွင့်မပေးဘူးဖက်နယ်ပဲစီးလို့ရတယ်ရှင်နင်းကိုတခြားနေရာအကြောင်းထဲမှာတော့စီးလို့မရအောင် ကိုဒီထဲမှာပဲစီဝင်ရှိတယ်အရှင်နင်းကဒါပေမဲ့ယနေ့ခေတ်မြန်မာနိုင်ငံမှာတော့ရှင်နင်းမစီကြတော့ပါဘူးနော်မြန်မာလူမျိုးလည်းမစီတော့ဘုန်းကြီးတွေလည်းမစီတော့ရှင်နင်းမစီတော့အဲ့တော့အဲ့ဒီရှင်နင်းစီထားရင်လည်းမအပ်စပ်ဘူးပေါ့နော်